ပထမဆုံးမေးတဲ့မေကွန်ကကိုမြင့်သိန်းရဲ့မေကွန်ဖြစ်တယ်ပထမဆုံးဆိုင်ပြီးတော့ယူသေးစွာမေးလျောက်ပါသည်ဖျားယဟန်တော်များလမ်းပေါ်ထွက်၍ဆန္ဒပြခြင်းသည်မြည်သည့်တိတ်ခါဘုံများနှင့်ညီစွန်းနေပါသည်ဒီမိုကရေစီမေကွန်နဲ့တူ ပကာတနိယကံလောက်တာတခုရှင်းပြအဲ့တော့မျိုးထဲမှာဆန္ဒပြတယ်ဆိုတဲ့အခါမှာသင်္ကန်းယုံပြီးတော့ဒီဝိနိဒိခဘုံမဖောက်ဖြက်ရင်တော့ဆန္ဒပြတယ်ဆိုတာနဲ့တော့တိခဘုံနဲ့ညီဆွန်းစရာအကြောင်းရှိဘူးเนาะဆန္ဒကိုထုတ်ဖော်တာအများကိုသိအောင်လုပ်တယ်ဆိုတဲ့နေရာလေ တခုတော့မှတ်ရမယ် strike နဲ့ right off ကိုပွဲအောင်ကြည့်ရ strike လောက်တာလား right off လား right off ဆိုတာ jump ဖက်တဲ့အဓိကရုံးလောက်တာဖြက်စီးတာဟွာတရားတွေဖြက်စီးတယ်အဲ့ဒါဆိုရင်တော့ right off လို့ခေါ်တာပေါ့ right off မဟုတ်ဘဲနဲ့ strike strike ဆိုတာကြတော့ကိုယ်ဆန္ဒကိုထုတ်ပေါ်ပြတယ်ဟာအဲ့ဒါလို့ strike ကတော့ဥပမာပဲ hunger strike ဆိုသူ့အတူအိတ်နေတာပဲလေအဲ့တော့ s t r i k ဆိုတာဆိုရင်ကတော့အပြစ်ရှိစရာတော့အကြောင်းမရှိဘူးဥပမာတစ်ခုပြောပြရမယ်ဆိုရင်ဆန္ဒပြတယ်လို့ခုခေတ်လို့ခေါ်ရင်ခေါ်ရမှာပေါ့ဆန္ဒထုတ်ပေါ်တယ်လို့ထုတ်ပေါ်တာနဲ့ပြတာဘာကွဲတယ်ထင်စကားကလည်းရင်းရင်းကြီးကြီးလေးတုံတဲ့အခါမှာတမျိုးပေါ့နော်အဲ့တော့ ဒေဝဒပြတနာပေါ်လာကနေမှာရှင်သာရိပုတ္တရာနဲ့ယဟန်နေဟာရာဇဂျုံမြို့ထဲမှာဆန္ဒပြကြားဘူးကြလားအဲကြားဘူးရင်ပြောပြဒေဝဒကမြတ်စွာဘုရားကိုဆန့်ကျင်ပြီးတော့သူရာဇုံမှုမကင်းတဲ့အလုပ်တွေလုပ်တော့မှဘုရားအသိတယ်သိတဲ့အခါကျတော့မြတ်စွာဘုရားရှင်သာရိပုတ္တရာကိုဥဆောင်ခိုင်းပြီးတော့ ကာသနိယကံဆိုတာပကာသနိယကံပြုခိုင်းတယ်ပကာသနိယရဲ့အဓိပ္ပာယ်ကဘာလို့ဆိုဒေဝရရဲ့သဘောထားနဲ့ဘုရားသာသနာကျန်တဲ့ယဟန်ကြီးရဲ့သဘောထားဟာမတူတာကိုထုတ်ဖော်ပြတာဒါလည်းဆန္ဒပြတာနော်ဘယ်လိုထုတ်ဖော်ပြီးရာဇဂျိုမြို့ထဲမှာရှင်သာရိပုတ္တရာခေါင်းဆောင်ပြီးတော့လိုက်ပြောရတယ်ဒေဝရရဲ့သဘောထားဟာအရင်တုန်းကတစ်မျိုး အခုတမျိုးဖြစ်နေပြီဒေဝတန်လုံးသမျှကိစ္စတွေဟာသာသနာနဲ့မဆိုင်ဘူးကျန်တဲ့ယဟန်နေနဲ့မဆိုင်ဘူးဒေဝတန်နဲ့သာဆိုင်နေဆိုတာထုတ်ဖို့ချိန်ညာပြီးတော့မြို့ထဲမှာလှည့်ပြီးပြောတာရှိတယ်အဲ့ဒါကိုတနည်းအားဖြင့်ပြောမယ်ဆိုရင်ဒါဆန္ဒပြတာပဲဟောအဲ့ဒီလိုပြတဲ့နဲ့အချိန်မှာ ပြတာ အကောင်းဘက်ကိုဥတည်ပြီးတော့ပြတာအပြည့်ရလို့ပြောเสียအကြောင်းမရှိဘူးပေါ့ခုနလို right out ဆိုတာမျိုးလို့ မိရှုမယ်ဖြည့်ဆည်းမယ်ဆိုရင်တော့မိရှုတဲ့ဖြည့်ဆည်းတဲ့အပြစ်ကတော့ရှိတာအဲ့ဒါကြတော့ right out လို့ခေါ်တာပဲဒီ strike ဆိုတာကြတော့ကိုယ့်ရဲ့ဆန္ဒကိုထုတ်ဖော်တာများသိအောင်ချိန်ညားတာတော့လုပ်ရတာပဲအဲ့ဒါလို့လှုပ်ချင်းကြောင့်ညီသည့်တိတ်ခါပုဂ္ဂိုလ်ညီသည့်တိတ်ခါဘုံနဲ့ညီဆွမ်းပါတဲ့နေစေ မြတ်စွာဘုရားကခြေသားရန်တို့ဆန္ဒမပြရဘူးဆန္ဒပြရင်အာဘသင့်စေလို့ပြညတ်ထားတာမရှိဘူးအဲ့တော့ဥပရိမရှိသည့်အတွက်ကြောင့်ဘယ်သိခါဘုံနဲ့မှညီဆွန်းစရာမရှိဘူးသို့တော့ညီဆွန်းနိုင်တာပါလဲဆိုရင်မြို့ရဲရွာထဲမှာဒီသင်္ဃယုံသွားရမယ်နော်ဒီရက်လွာချပြီးတော့သွားရမယ်ဆိုရင်တိခိယသိခါဘုံမှာ လိုက်နိုင်ရမယ်ဟာလေးတွေရှိတယ်အဲ့ဒီအတိုင်းလိုက်နိုင်ရင်တော့ ဒါဆန္ဒပြတာနဲ့မဆိုင်ဘူးသွားရလာတာနဲ့ဆိုင်နေပေါ့နော်အဲ့လိုသာရှိတယ်ဒါကြောင့်မို့ဒီမေကွန်းကအဲ့ဒါလိုပဲမှန်အောင်ပါပဲနော်